မင်္ဂလာပါဒီနေ့ page maker မှာပေါင်ချအလွယ်လေး တစ်ခုပြုလုပ်ပြပေးမှာပါပထမဆုံး page maker ရဲ့စာရွက်အသေးတောင်းလိုက်ပါမယ်။ဖောင်ချာက A4 white ကိုမှနှစ်ချိုးချိုးတဲ့ဒီဇိုင်းမှာ if for comment white comment double side ဖြုတ်ပြီးတော့ပပလင်ကို0.25ထားလိုက်ပါမယ်။ဒါပြပြီဆိုရင်ဘောင်းချာဖြစ်တဲ့အတွက်ကျမတို့ဒီစာရွက်ကြီးကို A4 ကိုနှစ်ချိုးအလဲကနေနှစ်ချိုးထားမှာပေါ့နော်။အလဲကနေနှစ်ချိုးထားမှာဆိုတော့ ဒီပပလဲက0.25ထားထားတယ်ဆိုတော့အလဲကို0.5လေးထားလိုက်မယ်အဲ့တော့၄အောက်ထဲရနေကောလံခိုက်ကိုခေါ်မယ်ကောလံခိုက်ကိုနှစ်ကောလံခွဲလိုက်မယ်ဘာလို့လဲဆိုတော့ A4 ကိုမှနှစ်ချိုးချိုးချင်တာဖြစ်တဲ့အတွက်နှစ်ကောလံခေါ်မယ်နှစ်ကောလံခေါ်ပြီးတော့နှစ်ကောလံရဲ့ကြားထဲကို တစ်ဖက်ကို0.25တစ်ဖက်ကို0.25ဖြစ်တဲ့အတွက်0.5ထားပြီးတော့ okay ပြလိုက်ပါမယ်ပြီးပြီဆိုရင်ကျမတို့ဘာနဲ့သွားမလဲဆိုတော့ဒီရနဲ့ဓာတ်ရိုက်မဆွဲဘဲနဲ့အိတ်ဆဲကိုခေါ်ပြီးတော့ဆွဲမှာပါ edit ထဲကနေ insert object နဲ့သွားမှာပါပို့ပြီးတော့ဇာတ်ရည်ဆွဲရတာပို့လွယ်တယ်เนาะ အဲ့တော့ဒီထဲမှာ Excel worksheet ဆိုတာလေးကိုခေါ်လိုက်မယ်ပြီးရင် okay ပေးလိုက်မယ် okay ပေးပြီးတော့ကျမတို့ဒီမှာပေါင်းချဒီဇိုင်းစပြီးတော့ဆွဲပါမယ်ကဲဒါ stationery တစ်ခုရဲ့ပေါင်းချဒီဇိုင်းလေးပါပြီးတော့ရင်အောက်ဘက်မှာက number number space လေးနဲ့ဒီပုံစံလေးထားလိုက်မယ် address ထားမယ် ြီးသွားရင်ဒိတ်ကကြတော့ကျမကဒီအပေါ်လေးမှာပြီးမှပြီးမယ်နော်အခုသူ့ကိုလည်းကျမကစာရွက်ကို page layout ထဲကနေ margin သတ်မှတ်ပေးလိုက်မယ် custom margin page က a4 ခေါ်မယ် wide ခေါ်မယ်ပြီးရင် margin ပပတ်လေကို0.25ထားပါမယ် ပေါ်ကိုလဲ0.25အောက်ကိုလဲ0.25ထားပြီးတော့ okay ပေးလိုက်ပါမယ်။ကျမတို့ဒီမှာ column 2ခု4ခု6ခု8ခု10 12 14ခုပေါ့နော်။ဒီဟာရဲ့အလဲတက်တက်ကိုကျမတို့ကအပြည့်စွဲမဲ့ပေါင်းချအောင်။အဲ့တော့ခက်မှန်းပြီးတော့လုပ်မယ်နော်။ဒါလေးကိုခဏချဲလိုက်မယ်။ ဒါလေးတွေချပြပြီဆိုရင်အောက်မှာတချောင်းလောက်ချပြီးတော့ serial number ပြီးရင် item ပြီးရင်တခါကြတော့ quantity quantity ရပြီးတော့ rate ညေပြီးတော့ AMO UNT amount ညေဒီလိုလေးသတ်မှတ်ပေးပြီးတော့ကျမတို့ serial number ကို site ကို column site လေးပြီးသိလိုက်မယ် item ကြတော့စာရေးရမှာများတဲ့အတွက်ခက်ကြကြလေးထားလိုက်မယ်အဲ quantity တို့ပါတော့ကဘယ်လောက်နဲ့ရပါတယ်အဲ့တော့ဒီဘက်ကအကွာဝေးနဲ့ဒီဘက်အကွာဝေးနဲ့ကျမတို့ခက်မှန်ပြီးတော့ညီအောင်ထားပေးမယ် မညီလဲပါမတော့ဖြစ်ပါဘူး page maker ရမှပဲပြန်ပြီးတော့ညီလို့ရပါတယ်အခုဒီလောက်ပြီးပြီဆိုရင်15ခုလောက်ထားပြီးတော့ကျမတို့ဒီနားလေးမှာ total ဆိုပြီးတော့ရေးပါမယ်ဗန်စ်ဗန်စ်ကဲဒါလေးတွေပြီးသွားပြီဆိုရင်ကျမတို့ပေါင်ခတ်မယ် ဘောင်မခက်ခင်ကျမတို့ဒီကော်လံလေးထိကိုဆလန့်လုပ်ပြီးတော့ home ထဲရနေပြီးတော့ match and center ကိုရွေးမယ် site လေးတွေပေးကြည့်ပါမယ်ဒီနားလေးမှာဒိတ်ရေးပါမယ်ဒိတ်ကိုကျမတို့ဒီ၃ခုကို match ထားလိုက်ပြီးတော့ left နဲ့ပဲထားပါမယ်ပြီးသွားရင်ဒါလေးတွေကိုလည်းကျမတို့ select လုပ်ပြီးတော့ mask ထားပြီးတော့ left ထားမယ်ဒီအကြောင်းလေးလည်းအတူတူပါပဲ select လုပ်ပြီးတော့ mask ထားမယ် left ပြန်ထားပါမယ် select mask left ဒါလေးတွေထားပြီးပြီဆိုရင်ကျမတို့ဇာတ်ဆွဲလို့ရပါပြီဇာတ်ဆွဲမဲ့ဆိုရင်ဒီဆိုင်ရိုက်ထားတဲ့စာပေါင်းလေးတွေကိုဒီထိပဲကျမဇာတ်အရင်ဆွဲမယ်ပြီးမှဒါလေးတွေကမတုံးချင်လို့ပါနော် ြီးရင်အောပေါ်တော်ရွေးပြီးတော့ဒါပေါင်လေးတွေခတ်လိုက်ပါပြီပြီးရင်ဒီနှစ်ကွက်ကိုလည်းဒီကောလမ်နှစ်ခုကိုလည်းအောပေါ်တာထည့်လိုက်ပါပြီပြီးတော့ရင်ဒီမှာတို့နီကန်ကြည့်ကြည့်ရအောင်ကဲဒီပုံစံလေးရပါပြီဒီနားလေးမှာမှတ်ချက်လေးတွေထည့်ခြင်းလို့ပါမှတ်ချက်ထည့်မယ်ဆိုရင်ဒီနားလေးမှာဒါကတော့နမူနာဖြစ်တဲ့အတွက် ကိုဘာစာရေးချင်လဲဆိုတာကိုရေးလို့ရအောင်ကျွန်တော်ဒီတိုင်းလေးပဲထားထားလိုက်မယ်ပြီးရင်ဒီနားလေးကိုသုံးချောင်းလုံးကိုစလန့်လုပ်ပြီးတော့ March and Center ပြီးရင် Lab ကိုထားလိုက်ပါမယ်နားလေးမှာ ကိုထည့်ချင်တာလေးရေးရအောင်ဆိုပြီးတော့ Full Stop လေးနဲ့ Quillet လေးလုံလိုက်ပါမယ်ဆိုရင်ကျမတို့ရဲ့ပေါင်ချအကျဉ်းရပါပြီ ဒီနေရာလေးတွေလည်းကျမတို့ကွက်လက်လေးတွေထားပေးပါမယ်ကွက်လက်ထားမယ်ဆိုရင်ကိုကတညီတဲထားမယ်ဆိုရင်လည်းရပါတယ်အောက်ဆုံးကစာများတာလေးနဲ့အားလုံးကိုညှိလိုက်မယ်ပြီးရင်ပို့စတော့လေးတွေနဲ့ပဲကွက်လက်ဖောက်လိုက်ပါမယ်ဒီကွက်လက်လေးကို copy ကူထားပါမယ် slash control c ုတိယကွက်လက်လေးကွက်လက်ဖောက်ဖို့အတွက်အပေါ်နဲ့ညီအောင်ထားလိုက်ပါမယ်ပြီးရင် control v အောက်ကိုလည်းဒီလိုပဲ control v ဒါဆိုရင်ကျမတို့တော်တော်လေးပြည့်စုံပါပြီပြည့်စုံပြီဆိုတော့ကျမတို့ color လေးတွေထည့်ကြည့်ရအောင်ခေါင်းစဉ်လေးတွေဆက်လက်လုပ်မယ်ပြီးရင်နောက်ခံဗလဘာရောင်လေးထည့်ခြင်းလဲကိုထည့်ခြင်းတဲ့ရောင်လေး ရွေးပေးပါစာလေးတွေကိုစိုက်နေနေပေးကြည့်မယ်စန်တာထားမယ်ပြီးတော့ဒီ middle align လေးလည်းထားပေးလိုက်မယ်ဒီဒီမှာနည်းနည်းလေးဟိုလိုအားလေးတွေနည်းနည်းလေးလိုက်ပြီးတော့ရွှေ့ပေးပါနော်ဘာလို့လဲဆိုတော့ font size လေးချဲလိုက်တော့အတူကနည်းနည်းလေးကြီးသွားလို့ပါကဲဒီနေရာမှာကနာမည်ကို ကလာချင်းနေဆိုရင်ဒီမှာဝင်ပြီးတော့ချိန်လို့ရပါတယ်။နောက်ခံလေးတွေလည်းပြောင်းလို့ရပါတယ်။နားလေးတော့လိမ္မော်လေးထည့်လိုက်မယ်။ဒိတ်နေရာမှာလည်းကိုကကွက်လက်ဖောက်ချင်တယ်ဆိုရင် food store လေးတွေတိုင်းမယ်ဖောက်လိုက်မယ်။အောက်ကကွက်လက်တွေနဲ့ညီအောင်တော့လုပ်ပေးပါနော်။ ကဲဒီနေရာလေးတွေကိုလည်းကျမတို့ခါလာလေးတွေထည့်မယ်ဆိုရင်ထည့်လို့ရပါတယ်ကဲဒါဆိုရင်တော်တော်လေးလှသွားပါပြီအားလုံးပြည့်စုံပြီအဆင်ပြေပြီဆိုရင်ကျမတို့ဒါလေးနည်းနည်းလောက်ထပ်ပြီးတော့ရှော့လိုက်ပါမယ်အဆင်ပြေပြီဆိုတာနဲ့ဒီဟာလေးကိုပိတ်လိုက်ရင်ကျမတို့ရဲ့ဒီ page maker ကိုရောက်လာပါပြီ ကဲဒီမှာကိုကဆွဲပြီးတော့ဆန့်ပေးလိုက်မယ်နော်ရှစ်ဖေးပြီးတော့တကယ်တော့စာချောင်းပြည့်ဆိုရင်ကျောင်း20လောက်တော့လုံရမှာပေါ့နော်အဲ့တော့ကိုလေ့ကျင့်တဲ့ခါကျရင်တော့အကျောင်း20လောက်နဲ့လုပ်ပေးပါနော်စာရီမာရီမှားလို့ပြန်ပြင်ရမယ်ဆိုရင်ဒီပေါင်းချပေါ့နှစ်ချက်ထောက်ပြီးတော့နှိမ့်လိုက်ပါမယ်အိမ်ဆဲလေးပြန်ပေါ်လာပြီဆိုရင်ကျမတို့အိမ်ဆဲထဲမှာပဲ အိတ်သေးထဲမှာပြန်ပြီးတော့ပြုပြင်ပေးပါနော် အကုန်ပြင်လို့ရပါတယ်ဒီနားလေးမှာပစ္စတော်လေးတွေထပ်ဖြည့်လိုက်ပါမယ်ဒါဆိုရင်ကြည်လို့လှသွားပါပြီကဲအားလုံးပြင်ဆင်လို့ပြီးပြီဆိုရင် ကျွန်တော်တို့ဘာလုပ်မလဲဒါလေးကို copy ခူးမယ်နော် control c control v နဲ့ဒီဘက်ကိုပွားလိုက်ပါအခုဆွဲပြီးမှ row တွေထပ်တိုးမယ်ဆိုရင်လည်းတိုးလို့ရပါတယ်နော် ခုကျမတို့ဒီနားလေးမှာဗာရှိလဲဆိုတော့အနောက်ကရှိတ်အရာလေးတွေပေါ်နေတယ်ဒါတွေကိုဖြောက်မယ်ဆိုရင် ပြန်ဝင်ပေးပါနော်ယူတဲ့သွားပြီးတော့ grid line လေးကိုဖြောက်လိုက်ပါပြီးရင် okay ပေးလိုက်ပါဒါဆိုရင် grid line လည်းပျောက်သွားပြီဒီဘက်ကတော့မဖြတ်ပါသေးတာမို့လို့ဒီဘက်ကပြန်ဖြတ်ပြီးတော့ပြန်ပွားလိုက်ပါမယ် control c control v ဒါဆိုရင်ကျမတို့ဘောင်ချလေးရပါပြီ။ဘောင်ချလေးရပြီဆိုတော့ကျမတို့ဒီအလဲလေးကိုအလဲမှတ်လေးရှာပြီးတော့ကဲလက်မှတ်ရှာပြမယ်နော်။ဖြတ်ရထားဖို့တော့ပါနော်။ဒါမန်စတုကန်လေးတစ်ခုဆွဲမယ်ပြီးရင်ဒီအလဲမှတ်တိတိလေးကဒါဟာဒီဘက်ကော်လံနဲ့ဒီဘက်ကော်လံရဲ့အလဲမှတ်ပါ။ပြီးရင်ဒီဒေါမန်စတုကန်လေးကိုဒလိနဲ့ဖြတ်လိုက်မယ်။ ဒီမှာအလဲမှတ်ရပါပြီလဲမှတ်မှာထည့်ဖို့အတွက်မြင်းဖြောင်းလေးကို0.5လောက်ပဲထားပြီးတော့ dotted line design လေးပြောင်းလိုက်မယ်ဒါလေးပြောင်းပြီးတော့ okay ပေးလိုက်မယ်ပြီးရင်ဒီထိပ်ကနေပြီးတော့ဒီထိဆွဲလိုက်ပါမယ်แกဒါဆိုရင်ကျမတို့ရဲ့ပြည့်ပြည့်စုံတဲ့ပေါင်ချလေးရပါပြီเนาะ